မေဂန်ယူကရိန်းစွန့်ပွဲထုတ်ပြန်ချက်တွေကိုမိမိတို့အလီကလေးလာနေစေဖြစ်ကြောင်းရုရှားကပြောပါတယ်။ယူကရိန်းမေဂန်စွန့်ညိနိုင်မှုတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်ပြောဆိုချက်တွေကိုအနီးကအသေးစိတ်လေးလာနေစေဖြစ်လို့မှတ်ချက်ပေးစရာမရှိသေးဘူးလို့ပူတင်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဒီမီထရီပက်စကော့ကအွန်လိုင်းသတင်းစာရှင်းပွဲမှာပြောပါတယ်။မေဂန်ကိုယ်စားလှယ်ဖွင့်အနေနဲ့စွန့်ပွဲအသေးစိတ်ချက်လက်တွေကိုရုရှားကိုမကြောက်ခင်ဆက်သွယ်အကြောင်းကြားလာဖို့ပြောနေကြောင်းလည်းဒီမီထရီပက်စကော့ကဆိုပါတယ်။ အသေးစိတ်အချက်အလက်တွေမသိရခင်မှာတော့အမေရိကန်ရဲ့တလကြာယာယီပြစ်ခတ်ရဲ့စာရင်းစုပြည့်ချက်ကိုဝေဖန်ပြောဆိုဖို့မသိဘူးလို့ဘတ်စကောကဆိုပါတယ်။လောအမေဆိုရင်တော့အမေရိကန်သမ္မတထရန့်နဲ့ရုရှားသမ္မတပူတင်ကြားဖုန်းဆက်သွယ်ဆွေးနွေးမှုတွေဖြစ်ပေါ်လာတဲ့အကြောင်းလဲဒီမီထရီဘတ်စကောကပြောပါတယ်။လက်လက်ရှိမှာအမေရိကန်ယူကရိန်းဆွေးနွေးပွဲရလဒ်တွေကိုတော့ EU ကထောက်ခံတယ်ဆိုပြီးပြောပါတယ်။ ဆော်ဒီမှာကျမခဲ့တဲ့ယူကရိန်းအမေရိကန်ဆွေးနွေးပွဲရလဒ်ပေါ်ရောဘတ်သမဂ္ဂပါဝင်ဥရောပနိုင်ငံအများစုကကြိုဆိုထောက်ခံပါတယ်ဆွေးနွေးပွဲရလဒ်အနေနဲ့ယူကရိန်းကိုစစ်လက်နက်ကူညီပေးရင်းနဲ့ထောင်လိုင်းရင်တည်မျှဝေတာကိုအမေရိကန်ဘက်ကပြန်လည်စတင်တော့ကိုကြိုဆိုသလိုတလားကြဖြစ်ခရက်ဆဲဖို့သဘောတူညီချက်ကိုလည်းထောက်ခံကြောင်းဥရောပကောင်စီဥက္ကဋ္ဌအာဇူလာဘူရာနီယန်ကပြောပါတယ်ပြင်းထန်ပြတဲ့ကြောင့်မြန်မာဥရောပနိုင်ငံခေါဆောင်တွေလည်း sorry ဆွေးနွေးပွဲရလဒ်ကိုကြိုးစိုးထောက်ခံကြောင်းပြောပါတယ် စော်ဒီစနေပွဲရလက်ဟာညင်းချင်းကြီးကိုဘသူကမှန်တကယ်လိုလားတဲ့ဆိုတာပြသလိုက်တာဖြစ်ပြီးအရာအလုံးကရုရှားပေါ်လုံးဝအုတ်တုံမူတည်နေတယ်လို့ဥရောပကောင်ဆောင်အလုံးကတတန်တဲထုတ်ဖော်ပြောကြပါတယ်ရုရှားဆိုရဝါရဖြစ်တဲ့တွင်ကတော့အပြစ်ခက်ရစိဟာအထူးစစ်စင်ရဲ့အဖြစ်မဟုတ်ဘူးဆိုပြီးလဲရေးသားထုတ်လွှင့်နေတာပဲဖြစ်ပါတယ်မလောစင်မှာတော့ယူကရိန်းချင်းကြီးနဲ့ဥရောပလူကြော်ကြီးပတ်သက်ပြီးပြည်သက်မှာတော့တကားပိတ်ဆွေးနွေးနေကြတယ်လို့ဆိုပါတယ် ယူကရိန်းချင်းချင်းနဲ့ဥရောပနိုင်ငံတွေတင်းသမ်းတာမက်ခရွန်ကနိုင်ငံ30ကျော်ကကာကွယ်ရေးဥစည်းချုပ်တွေနဲ့ပဲရီမြို့တော်မှာတကားပိတ်ဆွေးနွေးခဲ့တယ်လို့ဥရောပသတင်းတွေကဖော်ပြပါတယ်။ဆွေးနွေးပွဲကဥရောပသမဂ္ဂဖွဲ့ဝင်နိုင်ငံတွေနဲ့နေဒိုဖွဲ့ဝင်နိုင်ငံတွေသမဂ္ဂယူကရိန်း၊ဩစတြေးလျ၊နယူးဇီလန်၊နော်ဝေရီးယားနဲ့ဂျပန်ကစစ်ပဆိုင်ရာအစိုးရကိုယ်စားလှယ်တွေပါတက်ရောက်တယ်ဆိုပါတယ်။ဥရောပလုံခြုံရေးအတွက်ယူကရိန်းရဲ့လုံခြုံရေးကိုအပြေအဝါကူညီထောက်ခံဖို့အာမခံဖို့နဲ့ အပြစ်ခတ်ရဲ့စနစ်သဘောတူညီချက်တကယ်လို့ကောင်းထက်ဖို့ဖြစ်ရင်ယူကရိန်းကိုဥရောပငြိမ်းချမ်းရေးထင်းထင်းဆောင်းဆောင်းရေးတပ်ပေါင်းစုဖွဲ့စည်းစေလို့ဖို့ပြည်တိုင်းနဲ့ပြည်သူစီစဉ်ဖို့မက်ခရွန်ကရှင်းလင်းပြောပြတာလို့ယူကရိန်းသတင်းတွေကဆိုပါတယ်ယူကရိန်းရဲ့လုံခြုံရေးအာမခံချက်ကိုဥရောပကပြေဝတောင်းယူဖို့နဲ့ဥရောပရဲ့နျူကလ িয়ার လုံခြုံရေးကိုလည်းပြင်သစ်ကတော်ဝင်ယူဖို့အသင့်ရှိပါတယ်လို့အီမန်နျူအယ်မက်ခရွန်က ပြောပြီးရပိုင်းမှာပဲ အခုလိုတဲ့တကားပိတ်ဆွေးနွေးပွဲတွေလောက်တာလို့ပြင်သစ်တဲ့နေကဆိုပါတယ်။ Sorry မှာကျမကလည်း American Ukraine ဆွေးနွေးပွဲပြီးချိန်ကကျမလည်းဆွေးနွေးပွဲလည်းဖြစ်တယ်လို့ဥရောပတဲ့နေကဖော်ပြပါတယ်။